အစ္စရေးနဲ့ဟာမတ်စ်တို့အကြားပထမအဆင့်ငြိမ်းချမ်းရေးအစီအစဉ်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့ပြီလို့အမေရိကန်သမ္မတဒိုနယ်ထရမ့်ကပြောလိုက်ပါတယ်။ဒီသဘောတူညီချက်နဲ့ပတ်သက်လို့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကဖျားသခင်ရဲ့အကူအညီနဲ့ဒီတရားခံတွေကိုအိမ်ပြန်ခေါ်လာနိုင်တော့မယ်လို့ပြောပါတယ်။ဟာမတ်စ်တွေကတော့ဒီသဘောတူညီချက်အရဂါဇာစစ်ပွဲကအဆုံးသတ်သွားမှာဖြစ်ပြီးတိမ့်ပိုက်ထားတဲ့သူတွေနောက်ပြန်ဆုတ်သွားမယ်အကူအညီတွေဝင်ရောက်လာတော့မှာဖြစ် ်ပြီးအကျဉ်းသားတွေအပြန်အလှန်လဲလှယ်ကြမယ်လို့ဆိုပါရယ်အမေရိကန်အစ်မအရာရှိတယောက်ကတော့ဒီတရားခံတွေကိုလာမဲ့တနင်္လာနေ့မှာပြန်လွတ်ပေးလိမ့်မယ်လို့ CNN သတင်းဌာနကိုပြောထားပါရယ်သမ္မတ Trump ရဲ့လူမှုမီဒီယာမှာတော့အတားဆီးဖြစ်နေတဲ့ Hamas တွေလက်နက်ချရေးနဲ့ဂါဇာကိုအနာဂတ်မှာဘလို့အုပ်ချုပ်သွားမလဲဆိုတဲ့ကိစ္စတွေကိုပြောမထားပါဘူးဒီ Israel တပ်တွေကိုသတ်မှတ်ထားတဲ့မြင်းအထိတပ်တွေစုတ် အဲစုံမအောင်ပေါ့လေအတီးပြုဖို့ဒီကနေ့ Israel အစိုးရရဲ့အစည်းအဝေးကို ခေါ်ထားတယ်လို့ဝန်ကြီးချုပ်နေတန်ယာဟုကပြောပါတယ်